ားလုံးပဲမင်္ဂလာပါမလေးစကေပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကေပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အကျွန်တော်တို့မလေးရှားမှာစူပါမားကတ်ကိုသွားလို့ရှိရင်အရင်ဦးဆုံးအဝင်အဝမှာဘာတွေ့ရလဲဆိုရင်တကားတစ်ချက်မှာရေးထားလိုက်မယ်ကျွန်တော်တို့ကတိုလတာရစ်တကားအတွင်းပြင်မှာအဲ့လိုမျိုးရေးထားလိုက်မယ်နော်တိုလပင်တုဆိုရင်ကျွန်တော်တို့ကတကားကိုတွန်းမာလို့ပြောတဲ့အတိတ်ပဲပါ တိုလပင်သူတကားကိုတွန်းမှာတကယ်လို့အတွင်းရနေအပြင်ကိုပြန်ထွက်ခါနေဆိုရင်ရေးထတာကကျွန်တော်တို့ကတာရိပင်သူတာရိဆိုရင်ကျွန်တော်တို့ကဆွဲတာပင်သူဆိုတာတကားဒါစူပါမားကတ်မှာကျွန်တော်တို့ဝင်ဝင်းမှာဆိုရင်တိုလပင်သူတကယ်လို့ပြန်ထွက်မယ်ဆိုရင်တာရိပင်သူတိုလပင်သူဆိုတာကျွန်တော်တို့ကတကားကိုတွန်းမှာလို့ပြောတဲ့အဓိပ္ပာယ်ပါတာရိပင်သူဆိုတာတကားကိုဆွဲပါလို့ပြောတဲ့အဓိပ္ပာယ်ပါ ောက်တစ်ခုအထက်မှာလှေကားရှိမယ်ဓာတ်လှေကားရှိမယ်เนาะကျွန်တော်တို့ကဒါဘာနဲ့တက်မလဲပေါ့တကယ်လို့လှေကားနဲ့တက်မယ်ဆိုရင် night tanger night tanger ဒါဆိုရင်ကျွန်တော်တို့လှေကားကတက်ပါလို့ပြောတဲ့အဓိပ္ပာယ်ပါ night ဆိုတာတက်တာကိုပြောတာ tanger ဆိုတာလှေကား night tanger လှေကားကတက်ပါလို့ပြောတာဒါမှမဟုတ်လှေကားကမတက်ဖက်နဲ့ကျွန်တော်တို့ဓာတ်လှေကားနဲ့တက်မယ်ဆိုရင် night live night live ဓာတ်လှေကားကတက်ပါလို့ပြောတဲ့အဓိပ္ပာယ်ပါ night ဆိုတာတက်တာ live ဆိုတာတက်လေကားကိုပြောတာ night live တက်လေကားကတက်ပါလို့ပြောတဲ့အဓိပ္ပာယ်ပါ pasaraya pasaraya ဆိုတာကျွန်တော်တို့မလေးလိုပါเนาะ pasaraya ဆိုတာစူပါမားကတ်ကိုပဲပြောတာပါ pasaraya စူပါမားကတ်နောက်တစ်ခုကကျွန်တော်တို့စူပါမားကတ်တွေမှာတချို့စူပါမားကတ်ပေါ့เนาะအဝင်ဝမှာကျွန်တော်တို့ကအဝင်နဲ့အထွက်နဲ့ဆိုပြီးတော့မှတပေါက်ရှိတယ်ပေါ့နော်အဝင်ဆိုရင်ကျွန်တော်တို့ကဘယ်လိုရေးထားလဲဆိုရင် မာဆွတ်မာဆွတ်ဆိုရင်အဝင်ကျွန်တော်တို့ကပစ္စည်းတွေပါဝယ်ပြီးပြီးပြန်ထွက်မယ်ဆိုရင်နောက်တစ်ခုကကလူဝါကလူဝါဆိုတာအထွက်เนาะမာဆွတ်ဆိုတာအဝင်ကလူဝါဆိုတာအထွက်အဲ့တော့ကျွန်တော်တို့ကမာဆွတ်လို့ရေးထားရင်ဝင်မယ်ကလူဝါလို့ရေးထားရင်ကျွန်တော်တို့ကပြန်ထွက်မယ်ပေါ့เนาะကလူဝါလို့ရေးထားတဲ့ပေါက်ကအဝင်လို့မရဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့တို့ကအဝင်အထွက်ကိုရေးထားပြီးသားဖြစ်တယ်မာဆွတ်ဆိုတာအဝင်ပြန်ထွက်မယ်ဆိုရင်ကလူဝါနောက်တစ်ခုကကျွန်တော်တို့ တန်ဒတ်တန်ဒတ်ဆိုတာကျွန်တော်တို့ကအိမ်သာကိုပြောတာပါတန်ဒတ်အိမ်သာတန်ဒတ်အိမ်သာတကယ်လို့ကိုကစူပါမားကတ်ထဲမှာအပေါ်အပါသွားခြင်းလို့ရှိရင်လည်းကျွန်တော်တို့ကအိမ်သာတွေပါတွေဗမာရှိလေလို့ကျွန်တော်တို့ဒါမေးရတတ်တယ်နော်ဟောအိမ်သာကိုတော့ကျွန်တော်တို့ကတန်ဒတ်လို့ပြောပါတယ်အာတကယ်လို့ကိုကအိမ်သာကိုပေါ့နော်အိမ်သာလည်းသွားခြင်းတယ်ဒီစူပါမားကတ်ကိုကိုကမရောက်ဘူးဘူးအိမ်သာဘယ်နားမှာလဲမေးခြင်းကျွန်တော်တို့ကတရရောက်ကိုနတန်ညတန်ဒတ်ဒကတ်မနာနတန်ည tanda dekat mana? Dah mula cenderung melu ya, no? Nak tanya tanda dekat mana? Mejen lo, indah benar malay bo. Dah mula bahasa yang lu ya, no? Nak tanya asra mejen lo, tanda asra indah dekat asra ni ma, mana asra bama, no? Dah mula sini cenderung apa? Nak tanya tanda dekat mana? Mejen lo, indah benar malay lo, yore di bawah, no? Dah mula cenderung melu ya, no? Dandos paling dekat tingkat satu. Dandos paling dekat tingkat satu. Ini zon tak ke tetap malu. Yorek di bawah. No? Dandos paling dekat tingkat satu. Ini zon tak ke tetap malu. Yorek di bawah. Dandos sura indah. Paling dekat sura. Ini zon. Tingkat satu sura tetap. No? Nah, Jenaruh yang naga umah. တစ်ထပ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကကိုရောက်တဲ့အထက်နဲ့ကိုမေးလိုက်တာနဲ့ကဒါအနည်းဆုံးကတစ်ထပ်မှရှိတယ်လို့တယောက်ကပြန်ဖြေပေးတာပေါ့နော်တန်ဒတ်ပါလင်တကတ်တင်ကတ်စာတူတန်ဒတ်ပါလင်တကတ်တင်ကတ်စာတူအနည်းဆုံးအိမ်သာကတစ်ထပ်မှလို့ပြောတဲ့အိမ့်ပဲပါနော်ပါစာရယအရတင်ကတ်ဘရာပူပါစာရယအဒတင်ကတ်ဘရာပူစူပါမားကတ်ကဘယ်နှထက်ရှိလဲလို့ပြောတဲ့အိမ့်ပဲပါနော် pasar raya ada tingkat berapa? Supermarket ka benda tak si lelu, pure dek di beba. Pasar raya sura supermarket ku pure ada sura si de tingkat sura ada berapa sura pelau lebo no? Pasar raya ada tingkat berapa? Supermarket ka benda tak si lelu, pure dek di beba. Pasar raya sura supermarket ku pure ada sura si de tingkat sura ada ku pure berapa sura pelau le? pasaraya arah tingkat berapa. Supermarket benda si lelu. Ya orang, no? Cuma supermarket dia ada terhadap si dia. Cuma supermarket kan ada tahun dah lirik asas apa, no? Tahu tu ada supermarket kan benda si lelu. Mereh itu apa, no? Ada tingkat tiga. Ada tingkat tiga. Tahun dah si barelu. Ya orang, dia berapa? Ada tingkat tiga. Tahun dah si barelu. Ya orang, dia berapa? Ada zaran si le, Tingkat zaran တီကာဆိုတာသုံးကိုပြောတာအာဒုတင်ကပ်တီကာသုံးတက်ရှိပါတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะဒီစူပါမားကတ်ကဒါဆိုရင်ကျွန်တော်တို့ကသုံးတက်ရှိတယ်ပေါ့เนาะသုံးတက်ရှိတာဖြစ်တဲ့အတွက်အာဒုတင်ကပ်တီကာအာဒုတင်ကပ်တီကာသုံးတက်ရှိပါတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒါစူပါမားကတ်ကိုဈေးသွားဝယ်လို့ရှိရင်တွေ့ရတာလေးတွေเนา အာမေးမေးတတ်တဲ့ဟာလေးတွေเนาะဖြစ်တတ်တဲ့ဟာလေးတွေပုံစံမျိုးနဲ့ကျွန်တော်ကဒါပြောပြပေးသွားတာဖြစ်ပါတယ်ဒီဗီဒီယိုကတော့တီးပြီးသားဆရာသမားတွေကတော့ဘာမှမဟုတ်ပေမဲ့ဥမာရောက်တဲ့လူတွေအတွက်တော့ဒါအကျုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်